မင်္ဂလာပါအခုပါနော်အဲအလွန်စရိယာကဒီမှာ2ဘောက်2ဘောက်ထင်ပါရှင်ပထမတော့ basic 2လောက်ကိုပဲခေါ်ပြီးတော့ကြတော့ရှင်းပြပြလို့ပေါ့နော်ဒါပေမဲ့အခု basic 2ကကြတော့လူတလုံးမျိုးသုံးမျိုးရတဲ့2တွေကအရင်မပြည့်စုံဖြစ်အဲ့တော့ဒီ2ဘောက်ကြီးနေရာနေပြီးတော့ Advanced 2ကိုခေါ်တဲ့နည်းကိုပြန်ပြောမယ် ်အယ်ဗန်2ကိုခေါ်တော့မယ်ဆိုရင်အပေါ်ဆုံးအတန်စမာဘောကနေပြီးတော့ဆယ်နူဘောကနေပြီးတော့ဝင်းဒိုးဝင်းဒိုးတွေကနေပြီးတော့ဒီဘောကနေအယ်ဗန်ဆိုပြီးလိုက်မယ်ဆိုရင်ဒီမှာဒီဘောက်ထဲကဒီဘောက်ထဲကဒီမှာ basic အတူမဟုတ်တော့ဘဲနဲ့တူရဲ့အားလုံးကြာလာမှာပေါ့နော်ဒါဆိုရင်ဒီညလေးကိုနှိမ့်လိုက်တာနဲ့ကသူကတထန်နဲ့ပဲပြမယ်။ဒါကဒီညလေးကိုပြနှိမ့်မယ်ဆိုတော့သူကနှစ်ခုရှင်ပြီးတော့ပြသွားမှာပေါ့နော်။အဲအဲ့ဒါကကြတော့ဒါကစ Elvento ဒါကြောင့် illustrator မှာတွေ့အားလုံးအဆုံးပါသွားပြီပေါ့နော်အခုပထမဆုံးဗာပြဗာပြောချင်တာလဲဆိုတော့ပထမဆုံးကကြတော့ဒီပန်တူးလေးအကြောင်းရှင်းပြချင်တာပန်တူးကကြတော့ဘယ်လိုလဲဆိုတော့ကိုလိုချင်တဲ့ပုံစံလေးတွေလိုကိုလေးတွေဆွဲတာပဲဖြစ်ဖြစ်ပန်တူးကိုပဲအများဆုံးတုံးတယ်အာ Photoshop မှာဆိုရင်တော့ဆက်လက်မှတ်တဲ့အချိန်တွေမှာနောက်တစ်ခုကကြခုလိုမျိုးပဲအာဟိုပါတော့လိုချင်တဲ့ပုံလေးတွေ ဖန်တီးတဲ့အချိန်မှာပန်တူတုံးတယ်ပေါ့နော်အခုဒီအလုံးစိတ်ကမှာပန်တူတုံးပြည့်ရနေလို့ပြောမယ်ပန်တူရဲ့ဒီမှာ right arrow လို့ right click နိုင်လမ်းပဲပန်တူပေါ်မှာထားပြောင်း right click နိုင်လမ်းပဲအဲ့မှာပန်တူမှာဆိုရင် view ပန်တူပြီးတော့ plus anchor ပြီးတော့ delete anchor ဆိုပြီးတော့အဲ့ဒါတွေပေါ်လာမယ်နောက်တော့ဇာ anchor point two ဆိုပြီးတော့ဒီအောက်မှာပန်တူမှာဆိုရင်အခွဲရထပ်ပေါ်လာရပေါ့နော်အဲ့ဒါလေးကိုဒီဘက်ကိုခေါ်ထုတ်ထားမယ် ခေါ်ထုတ်ထားပြီးွားပြီဆိုရင်ပထမဆုံးယူပန်တူကိုယူလိုက်မယ်ယူပြီးွားပြီဆိုရင်သူကပထမတစ်ချက်စီနှိမ့်မယ်ဆိုရင်အဖြောက်ဒါတစ်ချက်စီနှိမ့်နေပြီးတော့ဒါဆိုရင်တစ်ချက်စီနှိမ့်သွားတာဖြစ်တဲ့အတွက်သူကဇာတ်ရောလိုင်းအဖြောက်လိုင်းအဖြောက်ဟိုမှာအခုဒီဟာကိုအဆုံးသတ်မယ်ဆိုရင်အန်တာအဲ့ဒါဆိုရင်သူရဲ့ပုံကတပုံမိန်ပြီးွားတယ်ဒါလိုင်းအဖြောက်ဆိုရင်အဲ့တော့ခုပန်တူကိုတုံးနေတဲ့အချိန်မှာလိုင်းဖြောက်မလို့ခြင်းမို့ဥမာ လက်မြင်အပွေးလေးတွေလိုချင်တဲ့နေရာလေးလာရလေးဆွဲပြီးတော့ရွှေတော်ဟာပေါ့နော်သုံးပြုချင်နေဆိုရင်ပထမစပြီးတော့ပြလိမ့်မယ်ပြလိမ့်ပြီးမှဥပမာကာကြီးပုံလေးဆွဲတာလို့ပြောမှာပေါ့ကာကြီးပုံဆွဲချင်နေဆိုရင်သူ့နဲ့တံတန်းနဲ့တနေရာလေးကိုခန့်ငယ်ပေါ့ sorry ဥပမာပြန်ခန့်ငယ်ခန့်ငယ်ပုံလေးဆွဲပေါ့သူ့နဲ့တံတန်းနဲ့တနေရာလေးကိုမှမောင်းတဲ့ဟိုကလစ်ပြီးတော့ဒီလိုမျိုးလှုပ်မပြအောင်လှုပ်ပြတယ်ပဲဆိုတော့အပြန့်ဖြစ် သူကသူ့နဲ့တန်းနဲ့တနေရာကိုရောက်ပြီးဆိုရင်မောက်လေးကိုလည်းမျိုးလေးနဲ့ဖိပြီးပြီးတော့ကျတော့အောက်ဘက်ကိုဆွဲအဲကံငယ်ပုံပဲအဘောဘောကိုဆိုရင်ပါစာပုံပဲဒါကတော့အလွယ်ပြောတာပေါ့နော်မျက်စိထဲမှာမြင်သာအောင်လို့အလွယ်ပြောပြတာအဲဆိုတော့ဒီလိုမျိုးပရမသူကစပြီးဖိလိုက်ပြီးဆိုရင်လည်းအောက်ကိုဆွဲမလားအဘောဆွဲမလားအဲဒါဆွဲပြီးတော့ပြပေးရမယ်အခုဒီပုံစံလေးထားမယ်ပေါ့နော်ထားပြီးသွားရင်လွတ်လိုက်ဒါသူ့ရဲ့ပုံစံပြီးသွား ဲ့တော့ဒီမှာကြည့်မယ်ဆိုရင်သူ့ရဲ့လာရာကဒီလိုတောင်ပြပုံစံမျိုးအဆောင်လေးဖြစ်နေတယ်။အဲနောက်ဆုံး end point ကဒီမှာအောက်မှာတောက်ပြီးတော့အဆောင်လေးဖြစ်နေတယ်။အမှကိုကနောက်ထပ်အခုံးလေးပဲခန်းငယ်ပုံစံအခုံးလေးပဲတခုထပ်လိုချင်နေဆိုရင်အမှလာရာကြီးကပတ်စပ်ပုံဖြစ်နေတယ်။အဲ့တော့ဆိုတော့သူ့အောက်ကိုသွားတဲ့ဒီလာရာကို order key နဲ့ keyboard က order key ကိုထောက်ခုလက်ရှိသူ့ရဲ့ end point နေရာကိုမှာပန်တူးလေးနဲ့ click ချလိုက်။အဲ့ဆိုရင်သူ့ရဲ့အောက်ကိုသွားနေလာရာပြတ်သွားတယ်။ ပြတ်သွားပြီဆိုရင်သူနဲ့တန်းတန်းကိုတစ်ခေါက်ပြန်သွားမယ်။ပြန်သွားပြီးသွားပြီဆိုတာနဲ့အမဖြစ်မယ်။ဒီဝိုင်းဆိုဖြစ်လွတ်မပြောင်းအောင်နော်။အမအောက်ကိုပဲတစ်ခါထပ်သွားမယ်။ဒါမို့လဲ။အဲအောင်မှာကိုလိုချင်တဲ့ပုံလေးမှာရပြီဆိုရင်လွတ်လာ။အဲအဲ့လိုပဲခုတီလာရအောင်ပဲထပ်ပြီးတော့ဖြောက်ချင်တယ်။ဒီလာရအောင်ပဲထပ်ပြီးတော့ဟိုဘောနအောက်ကိုသွားနေတဲ့လာရအောင်ပဲဖြတ်ပွင့်ရအတွက် order ပဲ။ order နဲ့ end point နဲ့ clip မယ်။ အဲနောက်ထပ်တစ်ခါဒီဘက်ကိုသွားမယ်ကိုလိုချင်တဲ့ဘက်ပါလို့ရဟုတ်ပြီနော်အဲတော့ WWE ဆိုရင်ဒါဆိုရင်ဒီဘက်ဆိုရင်ငွားပုံစံမျိုးပေါ့လုံးမပြောရင်အတွင်းဘက်ကိုဝင်သွားရေပေါ့အပေါ်မခုံးတော့ဘူးအတွင်းကိုခုံးသွားရေဖြစ်တဲ့အတွက် order နဲ့ပြန်ဖြတ်မယ်နောက်ထပ်တစ်ခါဒီအောင်လည်းဆက်မောအတွင်းဘက်ကိုပြန်ဖြတ်မယ်ဆက်မော အဲ့တော့ဒီပုံစံကိုစမ်းမက်ကိုတောပြီးတော့အယောင်လေးပါညာချင်းမယ်ဆိုရင်သူ့ရဲ့ဟိုစမ်းမက်ကိုတောပြီးတော့ပြင်ဟိုဟာပေးရမှာပေါ့နော်စမ်းမက်ကိုတောပြီးတော့ကလက်လိုက်မယ်ဆိုရင်ဒီပုံနဲ့မှဆိုရင် free color အယောင်လေး stroke color ကိုချဲလို့ရတယ်ဒါကတော့ pendulum တုံးပြရနေလို့ဥမာပြောပြတာအခုယူ pendulum မှဆိုရင်ဥမာ li တော့မဟုတ်ဒါဆိုအဖြောင်း printing လို့ လိုင်းဖြောင်းနေဆက်ထားတဲ့ပုံအဲ့တော့လိုင်းဖြောင်းနေဆက်ထားတဲ့ပုံကအခုဥမာဒီဘယ်လိုမျိုးပြောမလဲဆိုတော့ပထမလိုင်းဖြောင်းပြီးဆွဲလိုက်တာနဲ့ပွင့်ရလိမ္မာပွားရင်နော်အဲ့ဆိုကိုကစဆာချင်းတစ်ချက်ပဲနဲ့ပြီးရင်အောက်ဘက်ကိုတစ်ချက်နဲ့ပြီးရည်ဆိုရင်ဒီပတ်ဆောက်ပုံဆွဲမယ်ဒါလို့အခုံးလေးလှုပ်ချင်တယ်သူကဖိပြီးတော့တွတ်မပြတ်တော့ဘူးနော်ဖိပြီးတော့ဖိပြီးတော့မလွတ်လိုက်ပဲနဲ့ပြီးတော့ဆွဲမယ် ဒီ M1 ဒီ point လေးကိုဒီ point လေးကိုနေရာရွှေ့ခြင်းလို့ဆိုရင်စပေးပါပြည်ပြီးတော့ရွှေ့အလွတ်သိခင်မှာနော်ဒီ point လေးကိုနေရာရွှေ့လို့ရတယ်စပေးပါပြည်ပြီးတော့အော်ဒါလွတ်ခြင်းနဲ့ဒီ point ပတ်စပ်ပုံလေးယူမယ်ယူပြီးွားပြီးဆိုတာနဲ့ဒီနေရာကိုကျတော့အဖြောင်းပုံလေးလွတ်ခြင်းတာမှာ line ဖြောင်းအဲ့ line ဖြောင်းလေးလွတ်ခြင်းလေးဆိုရင်လည်းဒီ M point ကိုတောက်ပြီးတော့ order နဲ့ပြဖြောင်း UI ဆိုမှာတော့ line ဖြောင်းလွတ်ခြင်းနဲ့ဖြစ်တဲ့အတွက် click ချလိုက် အဲ့လိုပဲနောက်တစ်ခုဒီဘက်မှာဒီဒီအန်ကွန်ကိုကြာရင်လိုင်းဖြောင်းမဟုတ်တော့ခန်းငယ်ပေါ်လို့ကျင်တာဖြစ်တဲ့အတွက်ဖြစ်ပြီးတော့အကုဆယ်ဒုမဟုတ်ပါစားပေါ်လို့ကျင်တာဖြစ်တဲ့အတွက်ပြီးတော့အကုဆယ်ဒါမှမဟုတ်ပါစားမလို့အဲ့တော့အန်ကွန်ဖြစ်ပြီးဆိုရင်သူရဲ့အေဒီယာကသူရဲ့သူရဲ့အမေရပြီးသွားအဲ့ဒီပုံလေးကိုမှ copy ယူပြီးတော့ဘုံတော်အတန်းနဲ့ copy ယူမယ်။ဒါမှမဟုတ် control c နဲ့ copy ယူမယ်။ ဒါလေးကကြတော့နှစ်ခုလုံးပါစားပေါ့အဲဒီဘက်မှာနောက်ထပ်တစ်ခုထပ်ဆွဲမယ်ဒါကတော့ဥပမာဆွဲပြတာပေါ့နော်အခုပတ်လို့သုံးတဲ့ချိန်မှာကိုသုံးချင်တဲ့ဟာကိုသုံးလို့ရတယ်။အခုဒီဟာလို့ကြတော့ပတ်တော့ပုံမဟုတ်ခန့်ငယ်ပုံလေးလို့ချင်တာ။တမလို့တမယ်ခန့်ငယ်ပုံ။ UI ဆိုဒီအလားရအောင်ကြာအဖြောင့်လို့ချင်တာဖြစ်တဲ့အတွက်သူရဲ့ end point ကို order နဲ့ပြုံမယ်။ UI ဆိုဒီအပေါ်ဘက်ကိုတက်လိုက်တာမယ်။ဒါပုံလေးကတူရပါတော့ အာပြီးတော့ပြီးတော့ဒီ end point လေးကိုကလစ်မယ်နောက်ပြီးတော့နောက်ဆုံး end point ကိုတောက်ပြီးတော့သူ့ကိုကြာတော့သူက password ပေါ်မဟုတ်တော့သူ့ကိုကြာခံရပေါ်ပြောသွားခံတော့ကောင်ပြောသွားပြီဆိုရင်ဒါလေးကပုံတပုံပြူသွားအဲ့တော့ဒီပုံလေးဒါဒီပုံလေးအောက်မှာပြင်တခါ control c control ပြင်နေလဲရလဲ order order control နဲ့ပြပြီးတော့ copy ဆဲလို့လဲရတယ်ဥမာဆိုရင်ဒီမှာအယောင်လေးချဲလို့ရတယ် ဒါကတော့ပန်တူးကိုလူတလို့အသုံးပြုတဲ့နေပေါ့ဒါဥပမာလေးပြောပြတာအဓိကကအဓိကပန်တူးသုံးတဲ့အချိန်မှာပန်ပန်တူးသုံးနေတဲ့အချိန်မှာကိုယ်ကလိုင်းဖြောင်းမယ်လို့ခြင်းသလားဒီလိုငယ်ငယ်အပွေအကောက်လေးလို့ခြင်းသလားဆိုတာကိုရှင်းလိုက်အောင်အဲ့တော့အခုဒီပုံကိုပြန်သွားမယ်ဒီပုံပြန်သွားပြီးတော့ကြတော့ဒီဘက်မှာပန်တူးထဲမှာဆိုရင် plus minus ဆိုတာကြတော့ဒီအခါဒီ point လေးတွေပေါ့နော် i point လေးတွေကိုထပ်ပြီးတိုးလို့ရတယ်လို့ မလို့ချင်တဲ့ဒီအခါလေးတွေကိုလည်းချက်ပြလို့ရတယ်အဲ့တော့ကိုကဥပမာဒီနားမှာဒီ line ကြီးပေါ်မှာ point လေးချက်လို့ချင်တယ်သူအဖြောင်းလည်းမဟုတ်နောက်ထပ်ဝေးလေးချက်လို့ချင်တယ်ဆိုရင်เอ่อตะควยเว้ยตัวโดยรวมตะคู่ก็ต้องขึ้นเลยส่วนแล้วนอกซ้องอ่ะอันคันพอยต์2อยู่มั้ยอ่ะส่วนที่อ่ะเลอยู่ပြီးတော့ดาโมตัดပြီးดาโมตัดတော့ควยไล่လို့ရတယ်အဲ့ဒါကじゃตะควยมั้ยอ่ะအခုဒီဟာလေးတွေอ่ะじゃတော့ ဒီ plus minus လေးကဘာလို့လို့ဆိုတော့ဥပမာဒီနေ့မှာ point ထည့်လို့ခြင်းလဲဒီနေ့မှာ point ထည့်လို့ခြင်းလဲဆိုရင် plus ကိုယွန်သွားမယ်အခါ point plus ကိုယူပြီးဆိုရင်ဒီမှာတစ်ချက်နှိပ်လာအဲဆိုဒီမှာတစ် point ရသွားတယ်အဲရသွားတဲ့တစ် point ဥပမာခုနအခါ point နဲ့ဖြည်းဖြည်းတော့ဆွဲလို့ရတယ်ပြင်လို့ရတယ်သို့မဟုတ်ဒီအခါ point ကိုပြင်ခြင်းမို့ဆိုရင်ဒီ direct selection tool ဆိုပြီးတော့ဒီ tool လေးနဲ့ယူပြီးတော့ပြင်လို့ရတယ် ဒါကဘန်ဒူးနဲ့တော်ပြီးပြီဆိုရင်ဒါလိုက် selection နဲ့တော်ပြီးတော့ add ပြီးရရပေါ့နော်ဒါက point တွေထပ်တိုးနေနေအခုဒီဒီနားမှာ point ထပ်တိုးနေတယ်ဆိုရင်ဒီမှာ plus လေးကိုနဲ့ဒီမှာ reset နေလာဘာလား point လေးထပ်ပြီးတော့မှာယူသွားပြီအဲ့လိုပဲထပ်ပြီးတော့အဲ့ point လေးကိုပြင်ချင်တယ်ဆိုရင်ဒါလိုက် selection tool လေးနဲ့တော့ပြင်သို့မဟုတ်အခါ point လေးပြင်အဲဒါက point ဒါကဒီ point ကိုမလိုချင်ဘူးပြန်ဖြုတ်ချင်တယ်ပြန်ဖြုတ်ချင်တယ်ဆိုရင် ်ဖြတ်ပစ်ခြင်းနဲ့ပေါ့နော် delete ဆိုတာဟာလေဒီ point လေးကိုတဆင့်နဲ့ငါဆုံးပြန်ပြောသွားအဲ့လိုပဲသူ့ကိုလည်းမလိုချင်ပြန်ဖြတ်ခြင်းနဲ့ဆိုရင်သူ့ပြန်နဲ့အာဒါကကြတော့ကိုကတခုပုံတစ်ခုကိုပန်တုံးနဲ့တုံးပြပေးသွားပြီအဲ point တွေပို့သွားပြီသုံးရတာဟိုပါပေါ့နော်အမြန်နေ point တွေများနေပြီမလိုကိုလိုချင်တဲ့ဖန်တီးတဲ့ပုံဖန်တီးနေဖန်တီးမဲ့ပုံကကြတော့နည်းနည်းလေးတိတ်အဆင်မပြေဘူးဆို point တွေတိုးတာလျှော့တာလေလုံးလို့ရတယ်အဲလက်ရှိဒီအင်္ဂါ point နဲ့ ွေးတာកောက်တာလုံးလို့ရရပေါ့เนาะဘန်ဒုံနဲ့ဆွဲထားတဲ့ပုံလေးပေါ့အဲဒါကကြာတော့ပန်တူကိုတုံးယူတဲ့နေ့နောက်တစ်ခုဒီဘက်မှာကတော့ကြာတော့ကွန်မန်တာပန်တူအာကွန်မန်ချာပေါ့နော်ကွန်မန်ချာပန်တူသူကကြာတော့စဆွဲကောင်းကနဲ့ဒီပန်တူကိုစဆွဲမှသူကစအပွဲပဲအဖြောင်းပဲဒီမှာကွာဆွဲလိုက်တယ်ဒါမဲ့သူကလားရအောင်ဘယ်လိုကွေးချင်တာလဲအကွေးပဲသွားမယ် အဲတော့သူကကြတော့အလွယ်ပေါ့ပြောရမယ်ဆိုရင်အလွယ်သွားပြီးတော့ရင်းခွေးလေးတွေကိုကိုဆက်ချင်တဲ့ပုံလေးကိုဒီလာရလေးတောင်းလို့သွားပြီးတော့ဆွဲလို့ရတယ်အာကြည့်သူကကြာဖဲကလာအဖြူအောင်ဖြစ်မလို့ဒီအောက်ကပေါ်ပြောင်းနေတာပေါ့နော်အဲ့ဒါကလိုချင်တဲ့ပုံစံလေးတွေကို ဒီအကဟို sorry ပန်တိုးနဲ့ဆွဲမယ်ဆွဲပြီးဆိုမှအယောင်လေးချင်းမယ်စတုတ်လေးဒီမှာဆိုရင်ဒီဖေးက stock တင်လို့ကြောင်းဆိုရင် stock ကိုနဲ့ပြီးပဲပေါ့နော်ဒါကတော့ကိုဆက်ထားတဲ့ပုံလေးကိုအမ်ပန်တိုးနဲ့ပြင်ဆင်နေနေ